စကိုင်းတိုင်းမုံရွာမြို့နယ်ရဲ့မိုးတဲနှက်စားရာသောင်းကရေကြီးနှမြုပ်နေတဲ့အချိန်စောစုကစကြောင်းထိုးလူသက်လူရဲ့အကြမ်းဖက်ဖို့ကြိုးစားနေလို့ပြည်သူတွေမိုးတဲရေတဲ့ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်မေလ29ရက်ဒီကနေ့မနက်၈နာရီအချိန်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတွေကထွက်လာတဲ့တံပြားကကားနှစီနဲ့အပြစ်ပါတဲ့စောစုဟာမုံရွာမြို့နယ်ကျွဲကြီးရွာကိုစင်းနှင်းဝင်ဝင်လူရက်ကအနည်းဝင်းကျင်ကြီးရွာတွေကိုစစ်ကြောင်းထိုးအကြမ်းဖက်နေရပါဘူး မုံရွာမျိုးရဲ့အနောက်ဘက်မှာရှိတဲ့ကြောရဲရွာတဲကိုစိုးစုကစင်းနေဝင်ရောက်ကနေအင်းတွေကိုဖောက်တွင်းလူရဲခိုးယူနေပြီးတမန္တာနဲ့တောင်ဘလူးရွာတွေဘက်ဆက်လက်စကြောင်းထိုးနေလို့ဖမ်းဆီးတပ်ဖြတ်ခံရမှာကိုကြောက်ရွံ့ပြီးဒေသခံပြည်သူတွေမိုးတဲရေတဲ့အသက်လူကရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသခံတို့က MP ကိုပြောပါတယ်။စိုးစုကစကြောင်းထိုးကစင်းနေဝင်ဝင်လူရဲအကြမ်းဖက်နေတဲ့ကြွဲရဲတမန္တာနဲ့တောင်ဘလူးစတဲ့ခြေရာတွေကမုံရွာမျိုးနဲ့ထိစပ်နေပြီးအဲ့ဒီရွာတွေကို စောစုကအခုလိုစစ်ကြောင်းထိုးအကြမ်းမဖက်တာလာအတော်ကြာပြီလို့လဲဒေသခံတွေကပြောပါတယ်။တစ်ချိန်တည်းမှာပဲမုံရွာနာမခနဲ့ကြောက်စစ်ပုံအမြောက်တက်ကနေဟောင်းဝန်စာလက်နက်ကြီးတွေနဲ့စိတ်ထင်တိုင်းရန်ကားပစ်ခတ်နေလို့မုံရွာမျိုးမြောက်ဘက်ချမ်းနဲ့ဘုဒ္ဓလင်နယ်ကျေးရွာတွေတဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ခွဲမှုရှိတယ်လို့လဲဒေသခံတွေကပြောပါတယ်။